ဖခင်ရောမိခင်ရောဘယ်နှစ်ယောက်လုံးယူသူပြီးလုပ်တဲ့အလူလေးပါ။ဒါသူတို့ရှိတုန်းကတော့ဥဒင်းဟိုဘောတင်ငန်းဝတ်ဖို့ညှင်းဆိုခဲ့တာပေါ့။သူတို့မရှိတော့မှသူတို့လည်းကုသိုလ်ရသေးခြင်းလို့နောက်အခုဒါသူတို့ပြောတဲ့ကမင်းဝဲမို့ဖြစ်ဖြစ်လို့ရတယ်ကမင်းဝတ်ခဲ့ရင်ငါတို့ရဟန်းတရားကတရားကမှဖြစ်မယ်မင်းကတော့ပဲ။မင်းမဝတ်ခဲ့ရင်တော့ငါတို့လူပြေဆောင်တော့ပေါ့ဒါပဲပြောတာပဲ။ဒီဝက်ကဝက်ကမယ်ဆိုရအမိတ်အာနိုင်နဲ့တိုက်တွန်းတာမျိုးမရှိပါဘူး။ဒီကတခါကြီးပေါ့တခါကြီးဥတီရတင်ဆိုပေါ့အဖေကိုတတိယပါလေ။ ဟာအဖေတို့မိသားစုအကြောင်းဖြစ်တယ်အဒီအကြောင်းမှဆိုလဲလူထားတဲ့အရာတွေအကုန်လုံးကအဖေတို့ရဲ့ကျင်ဆွယ်မှုမိသားစုဆိုတဲ့နာမည်လေးတွေနဲ့လူထားတာဖြစ်တယ်ဆိုဒီအကြောင်းကိုအမိသားစုအကြောင်းလို့တမန်ကိုလာခွေးဖြစ်တာပဲနှစ်ဖက်ဆွေမျိုးတွေဘယ်သူမှမဖိတ်တာဘူးပြောရတော့ညီမလေးပဲမပါပါဘူးဒါပေမဲ့သူတို့စိတ်ထဲကလာကျင်စိတ်ရှိရင်တော့လာမှာပဲမီဒီယာတွေတင်တာလည်းတွေ့တယ်လာကျင်တော့လာကြမှာပါဒါ50 50ပါပဲ ဒီနုကတော့ဒီကလေးသေးသေးလေးကလာပြီးတော့ဥချပြီးတော့သူကပပားပဲခေါ်နေကြတယ်နေပြီးတော့ဥစင်းဆိုပြီးခေါ်လိုက်တော့အဲ့လေးကပီတိဖြစ်တာပေါ့ဒီနေ့အလူကဥစင်းကိုအကုန်လုံးဥစင်းရဲ့အလူဒရိုက်ဂါဒကမတွေပေါ့အမွေးသားအဖေတွေအမေတွေအကုန်လုံးပေါင်းပြီးတော့ဟိုကလှုပ်ပေးတာပေါ့ပဇင်းခံပေးတာပါဥစင်းရဲ့မွေးနေ29နှစ်ပြည့်မွေးနေကိုပဇင်းခံပေးကြတာပါဒါဖခင်ရောမိခင်ရောပေါ့နှစ်ယောက်လုံးယူသွီးလောက်တဲ့အလူလေးပါ ဒါသူတို့ရှိတုန်းကတော့ဒါဥဒင်းဟိုဘောသင်္ကန်းဝတ်ဖို့ညှင်းဆိုခဲ့တာဗောအခုသူတို့မရှိတော့မှသူတို့လည်းကုသိုလ်ရသေးခြင်းလို့နောက်အခုအနီးနားမှာရှိတဲ့ဒါအကုန်လုံးပေါ့မွေသားအဖေတွေအမေတွေအကုန်လုံးပေါ့အနီးနားမှာအခုလက်ရှိရှိတဲ့လူတွေရောမရှိတဲ့နယ်ဝေးရောက်နေတဲ့လူတွေရောအကုန်လုံးအကုန်လုံးကိုကုသိုလ်ရသေးခြင်းနဲ့စိတ်နဲ့ဒါသာသနာပေါင်းဝင်ပြတာပါလာပြီးတော့လူတယ်ဆိုရင်တော့အဓိကကတော့ဒါ ဥစဉ်တခါကြီးပေါ့တခါကြီးဥတိယတန်ဆိုပေါ့အဖေကိုသတိရပါတယ်ဒါအဖေတို့မိသားစုအကြောင်းဖြစ်နော်ဒီအကြောင်းမှဆိုလဲလှူထားတဲ့အရာတွေအကုန်လုံးကအဖေတို့ရဲ့ခင်စပယ်ဥမိသားစုဆိုတဲ့နာမည်လေးတွေနဲ့လှူထားတာဖြစ်တဲ့အတွက်ဒီအကြောင်းကိုအမိသားစုအကြောင်းလို့ပြောတော့တမန်ကိုလာဝေးဖြစ်တာပဲဘလိုလေးခံစားမိလဲဆိုတော့အဖေတို့အမေတို့တက်ရှိထင်ရှားရှိနော်ပိုကောင်းမယ်လို့ခံစားမိပဲအကျန်တာတော့ဘာမှမရှိပါဘူးဒါအခုဆိုဒီနေ့လှုပ်ပေးတဲ့မွေသားအမေ Talking Center တို့ဥသွင်ဦးတို့နောက်ကိုမျိုးဝင်းတို့မဲ့ရမုံဘူးတို့အကုန်လုံး အကုန်လုံးပေါ့တခြားတခြားသောနာမည်မခံတဲ့လူတွေရောပေါ့အကုန်လုံးနောက်ကိုမင်းသားကြီးတို့ရောအကုန်လုံးကိုပေါ့ဒီနေရာနေပြီးကုသိုလ်တွေထပ်တူရပါစေလို့ဆုတောင်းပေးပါမယ်ဥဒင်းကအစာပြီးတော့အိမ်တောင်ကြခဲ့လူဘဝမှာအိမ်တောင်ကြခဲ့ရဥဒင်းတမီးမင်းကလေးမွေးနားစားပြီးနိုင်မသားယောက်ျားလေးမွေးခဲ့ရင်ရဟန်းဒါရကဖြစ်အားမဲ့ဆိုတော့အတွေ့ရရှိပြီးသားပါဒီနုကတော့ဒီကလေးသေးသေးလေးကလာပြီးတော့ဥချပြီးတော့ ဆိုတော့ပပားပဲခေါ်နေကြရနေပြီးတော့ဦးစင်းဆိုပြီးခေါ်လိုက်တော့အဲ့ဒါလေးကပီတိဖြစ်တာပေါ့မသိမင်းနဲ့ခေါ်ခဲ့ရလားလောက်ဒီအသက်ဒီရဒီရဒီဦးစင်းသမီးလေးပေါ့လူဘဝသမီးလေးကဘာမှသင်ပေးစရာမလိုဘူးသူကသူ့ကိုပဲအကုန်လုံးပြောတာစကားတွေကဖုန်းနေကြည့်ဖုန်းနေကြည့်တက်တက်တွေကြည့်ပြီးသူကသူလိုက်ပြောတာပါအဲ့ဒါတော့သူ့အမေတင်ပေးထားတယ်နည်းနည်းပါးပါးတော့တင်ပေးထားတာပေါ့ဖခင်ရှိခိုးနီးပဲသူ့အမေကအရင်ကဓမ္မစကူးအကြောင်းဆရာမလုပ်ခဲ့ရဆိုတော့တင်ပေးထားပါတယ် ရက်17ရက်ဆက်တမီနေအောင်ဆက်တရက်ဝတ်ပါမယ်သွေမျိုးသားချင်းအရင်ချာတွေတော့အဖေဘက်အမေဘက်တရားမှတော့ဖိတ်မထားပါဘူးလိုင်းပေါ်ကနေတွေ့ရဆိုရင်တော့လာရောက်ချင်းမြညာချင်းမြင်လို့ရပါတယ်လို့တရားမှတော့တီးတန့်ဖိတ်မထားပါဘူးလူပညာကြီးကောင်မတော်တွေနဲ့ငွေသားဆွေမျိုးတွေပဲဖိတ်ထားတာပဲအဲ့ဒါကြတော့ဦးစင်းမေတော်ကြီးရောကမေတော်ကြီးတရားမှမတိုက်တော့ဘူးဝတ်ဖို့ဒါကိုယ်စိတ်နဲ့ကိုယ်ကိုဝတ်ချင်ဝတ်မွေးချင်နေ ။ဒါသူတို့ပြောစကားမင်းဝဲမို့ဖိဖိပြောစကားမင်းဝဲခဲ့ရင်ငါတို့ယဟန်တရားကဒါကမှဖြစ်မယ်မင်းကတော့အမယ်။မင်းမဝဲခဲ့ရင်တော့ငါတို့လူဖြစ်ဆုံးတော့ပေါ့ဒါပဲပြောတာပါ။အတင်းဝက်ကိုဝက်ကမယ်ဆိုရင်အမိတ်အာနိုင်နဲ့တိုက်တွန်းတာမျိုးမရှိပါဘူး။ဒါပေပေတို့မေမေတို့ဆိုဒါသာသမီနဲ့ညီကောင်မောင်နှမလို့ရောတငယ်ချင်းလို့ရောမိဘလို့ရောအရန်ကို close ဖြစ်တဲ့တည်းမပါပါလေ။နှစ်ဖက်ဆွေမျိုးတွေဘယ်သူမှမဖိတ်တော့ဘူးပြောရတော့ညီမလေးပဲမပါပါဘူး။ဒါပေမဲ့သူတို့စိတ်ထဲကလာကျင်စိတ်ရှိရင်တော့လာမှာပဲမီဒီယာတွေတင်တာလည်းတွေ့တယ်။လာကျင်တော့လာကြမှာပါ။ ngã dài ngã dài bởi vì